မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ဖုန်းအားသွင်းချိုးကိုအသုံးပြုပြီးတော့ကွန်ပျူတာမှာအင်တာနက်ချိတ်ဆက်အသုံးပြုတဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးကကျွန်တော်လွန်ခဲ့တဲ့2နှစ်ကျော်လောက်တုန်းကလည်းတစ်ခါမျှဝေပေးခဲ့ဘူးပါတယ်အခုရက်ပိုင်းမှာကျွန်တော်စီကိုလာပြီးတော့မေးတဲ့သင်တန်းသားလေးတွေတွေ့ရတဲ့အတွက်ဒီရက်သင်ခန်းစာလေးကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကွန်ပျူတာမှာအင်တာနက်ချိတ်ဆက်ပြီးတော့အသုံးပြုခြင်းနဲ့ ို့အိမ်မှာကျွန်တော်တို့ wifi ရှိတယ်ဆိုရင်တော့အလွယ်တကူကျွန်တော်တို့ wifi ချိတ်ပြီးတော့မှအသုံးပြုလို့ရတယ်ကို့အိမ်မှာလည်းကျွန်တော်တို့ wifi မရှိဘူးကျွန်တော်တို့ကွန်ပျူတာမှာလည်း internet သုံးချင်တယ်ဆိုရင်တော့ဖုန်းကအင်တာနက်ကို share လုပ်ပြီးတော့မှကျွန်တော်တို့ကွန်ပျူတာမှာအင်တာနက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီးတော့အင်တာနက်သုံးချင်တယ်ဆိုရင်တော့နီလန်းလေးနှစ်ခုနဲ့ကျွန်တော်တို့ပြုလုပ်လို့ရတယ်ပထမနီလန်းလေးကတော့ကျွန်တော်တို့အားလုံးလည်းတီဗီသားဖြစ်နေလောက်မဲ့ ဖုန်းကအင်တာနက်ကို Wi-Fi hotspot လွှင့်ပြီးတော့မှသုံးတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒုတိယနည်းလမ်းကတော့ကျွန်တော်တို့ကဖုန်းအားသွင်းကြိုးရှိတယ်ဆိုရင်ဖုန်းအားသွင်းကြိုးကိုအသုံးပြုပြီးတော့ကွန်ပျူတာမှာအင်တာနက်ချိတ်ဆက်အသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒီရက်သင်ခန်းစာလေးမှာတော့ကျွန်တော်နည်းလမ်းလေးနှစ်ခုလုံးနဲ့ကျွန်တော်တို့အသုံးပြုတတ်အောင်ကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်သင်ကြားပေးသွားပါမယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော်ဒီမှာဖုန်းစကရင်လေးကိုကွန်ပျူတာမှာကျွန်တော် sharing လုပ်လိုက်ပါမယ်။ ဒါလေးကျွန်တော်တို့ကပြုလုပ်ဖို့ရာအတွက်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်လောက်ကြည့်မယ်ကျွန်တော်အခုလက်ရှိပြပေးဖို့ရာအတွက်အဲဒီလက်ရှိကျွန်တော်ပြပေးမယ်ဖုန်း screen လေးကိုကျွန်တော်တို့ကွန်ပျူတာမှာပေါ်အောင်တစ်ချက်လောက် sharing အရင်လုံးလုပ်လိုက်ပါမယ် ခုဒီမှာကျွန်တော်တို့မြင်တွေ့နေရတဲ့ဖုန်းစကရင်မှာကျွန်တော်တို့ဖုန်းဝအင်တာနက်ကိုကွန်ပျူတာမှာချိတ်ဆက်ပြီးတော့မှအသုံးပြုဖို့ရာအတွက်ကျွန်တော်တို့ဖုန်းဝသွင်းကြိုးကိုသုံးပြီးတော့မှအင်တာနက်ချိတ်တဲ့နီလန်လေးကိုကျွန်တော်အရင်ဆုံးပြပေးသွားပါမယ်။ဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာမှာဖုန်းဝသွင်းကြိုးလေးကျွန်တော်တို့ USB မှာကျွန်တော်တို့ USB ပေါက်မှာတစ်ချက်လောက်ထိုးထားပေးပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဖုန်းဝသွင်းကြိုးကိုကျွန်တော်တို့ကဖုန်းမှာလည်းကျွန်တော်တို့တစ်ချက်လောက်ထိုးလိုက်ပါမယ်။ အခုလိုမျိုးကျွန်တော်တို့ကဖုန်းအသွင်းကျိုးနဲ့ကွန်ပျူတာနဲ့ချိန်ဆက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ဖုန်းလေးကကျွန်တော်တို့အခုလိုမျိုးပုံစံလေးတက်လာပါလိမ့်မယ်ဒီပုံစံတက်လာပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က no data transfer တွေ fine transfer တွေဘာမှကျွန်တော်တို့ကရွေးစရာမလိုဘူးကျွန်တော်တို့ဒီမှာတစ်ချက်လောက်နှိပ်ပြီးတော့မှထွက်ခဲ့လိုက်ပါမယ်ထွက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဖုန်းက internet ကိုကွန်ပျူတာမှာဖုန်းအသွင်းကျိုးနဲ့ချိန်ပြီးတော့မှကွန်ပျူတာမှာ internet သုံးချင်တာဖြစ်တဲ့အတွက် ျွန်တော်တို့ဖုန်းရဲ့ကျွန်တော်တို့ setting တွေကိုကျွန်တော်တို့တစ်ချက်လောက်ဝင်လိုက်ပါမယ်ဖုန်းတစ်လုံးနဲ့တစ်လုံးကကျွန်တော်တို့ setting အနေထားလေးတွေကမတူညီတာဖြစ်တဲ့အတွက်ဒီနေရာလေးမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနဲ့တက်ဆိုင်တဲ့ setting နေရာလေးတွေကိုဝင်ပေးရပါမယ်ဝင်တဲ့နီးလန်းတွေကတော့ကျွန်တော်တို့အတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ setting ဆိုတဲ့အထက်ကိုတစ်ချက်လောက်သွားလိုက်ပါမယ် setting တွေကိုသွားပြီးသွားပြီးဆိုရင်တော့အောက်ကိုကျွန်တော်တို့နည်းနည်းလေးဆွဲလိုက်လို့ဆိုရင်ကျွန်တော်တို့ဒီမှာ portable hotspot ဆိုတဲ့နေရာလေးတွေ့ရပါလိမ့်မယ် ဒီတဲကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာဆိုရင်အခုလိုပုံစံလေးကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်ဒီလိုပုံစံလေးကျွန်တော်တို့မြင်တွေ့နေရပြီဆိုရင်တော့ဖုန်းကကျွန်တော်တို့ကအင်တာနက်ကိုကွန်ပျူတာမှာချိတ်ဆက်ပြီးတော့အသုံးပြုကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ USB standering ဆိုတဲ့နေရာလေးမှာ off ဖြစ်နေပါတယ်ဒါကြောင့်ဒီရဲ့နေရာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြီးတော့မှဖွင့်ခဲ့ပေးလိုက်ပါမယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့က USB standering ဆိုတဲ့နေရာလေးမှာ ဖွင့်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ဘေးလေးမှာကျွန်တော်တို့ကနှဝဆိုပြီးတော့မှ yes or no ပေါက်လေးကြာလာပါတယ်ဒီတော့ကျွန်တော်တို့က yes ကိုဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ် yes ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဖုန်းဝိုင်းအင်တာနက်ကိုကွန်ပျူတာမှာကျွန်တော်တို့ချိတ်ဆက်သွားပြီဖြစ်ပါတယ်အစောလကကျွန်တော်တို့အင်တာနက်ချိတ်တဲ့နေရာလေးကဘာလုံးပုံစံလေးကျွန်တော်တို့ပေါ်နေလိမ့်မယ်အခုဆိုရင်တော့ကျွန်တော်တို့ကဒီမှာအင်တာနက်ကိုကေဘယ်နဲ့ချိတ်ထားတဲ့ပုံစံမျိုးလေးကျွန်တော်တို့ပြသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်တို့အင်တာနက်အသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။ဟောင်းမောင်းကျွန်တော်တို့စမ်းပြီးတော့သုံးဖို့ရအတွက်ကျွန်တော်တို့ Chrome browser လေးတဲကိုကျွန်တော်တို့တစ်ချက်လောက်သွားလိုက်ပါမယ်။ကရောင်းဘရာဇာလေးဖွင့်ပြီးတော့မှကိုက YouTube သုံးချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ Facebook တွေသုံးချင်တာလားဒါမှမဟုတ်ပုံနေရှာချင်တာလားကိုကြိုက်နေတဲ့တာကိုကျွန်တော်တို့အသုံးပြုလို့ရရသွားပြီဖြစ်ပါတယ် ဒီတော့ကျွန်တော်နမူနာအနေနဲ့ဒီမှာကျွန်တော်တို့ background image လေးတွေတစ်ချက်လောက်ကျွန်တော်ရှာကြည့်လိုက်ပါမယ်။ဒါကြောင့် background image ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ under လေးခောက်မယ်။ဓာတ်ပုံလေးကိုကျွန်တော်တို့ဝင်ပြီးတော့မှဟောဒီမှာကျွန်တော်တို့ကိုလိုအပ်တဲ့နောက်ကန် background ကျွန်တော်တို့ဓာတ်ပုံလေးတွေကိုစိုက်ကြိုက်ကျွန်တော်တို့ရွေးချယ်ပြီးတော့မှအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။ YouTube တွေကြည့်ကြတာဆိုရင်လည်းကျွန်တော်တို့ YouTube ထဲဝင်ပြီးတော့မှအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ကပုံအားပြင်ချိုးကိုအသုံးပြုပြီးတော့ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီးတော့အင်တာနက်အသုံးပြုတဲ့နီလန်လေးဖြစ်ပါတယ်။ဒါလေးကျွန်တော်တို့ကပထမနီလန်လေးရပ်သွားပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ကဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်နောက်တနည်းကကျွန်တော်တို့ကအသွင်ကြိုးတွေလည်းကျွန်တော်တို့မလိုဘူး။အားလုံးလည်းကျွန်တော်တို့တည်ပြီးသားလေးဖြစ်နေလောက်မဲ့ကျွန်တော်တို့ဖုန်း Wi-Fi hotspot လွှင့်ပြီးတော့မှကျွန်တော်တို့အသုံးပြုတဲ့နီလန်လေးဖြစ်ပါတယ်။ဒါကြောင့်အခုလက်ရှိကျွန်တော်တို့ကအသွင်ကြိုးနဲ့ချိတ်ထားတာကြီးကို ကျွန်တော်တို့ကအသွင်ကျိုးကိုကျွန်တော်တို့ဆွဲပြီးတော့မှဖြုတ်လိုက်တာနဲ့တပြိုင်တည်းကွန်ပျူတာမှာလည်းကျွန်တော်တို့ကဒီမှာအင်တာနက်ကျွန်တော်တို့ပြုတ်သွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့နောက်ထပ်နီလန်လေးပြပေးဖို့ရာအတွက်ဖုန်းစကရင်လေးကိုကျွန်တော်တို့ဒီမှာကွန်ပျူတာမှာတစ်ချက်လောက်ပြန်ပြီးတော့မှ sharing လုပ်လိုက်ပါမယ် နောက်ထပ်တစ်နည်းကတော့ကျွန်တော်တို့ကဖုန်းအားအင်တာနက်ကို Wi-Fi hotspot လွှင့်ပြီးတော့မှသုံးတဲ့နည်းလမ်းလေးကျွန်တော်တို့ဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ဖုန်းမှာကျွန်တော်တို့ internet လေးဖွင့်ပေးထားမယ်။ပြီးရင်တော့ Wi-Fi hotspot လွှင့်ရမှာဖြစ်တဲ့အတွက် setting နဲ့ကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ portable hotspot ဆိုတဲ့အထည်ကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့အပေါ်ဆုံးမှာတွေ့ရတဲ့ကျွန်တော်တို့ portable hotspot ဆိုတဲ့အထည်ကိုဆက်ပြီးတော့ဝင်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့လက်ရှိဖုန်းကနေပြီးတော့မှာ Wi-Fi hotspot ကိုကျွန်တော်တို့လွှင့်ပြီးသားလေးဖြစ်သွားပါလိမ့်မယ်။ဒီလိုမျိုးလေးကျွန်တော်တို့ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကွန်ပျူတာမှာ internet ချိတ်တဲ့ကဘာလုံးပုံစံလေးကိုကျွန်တော်တို့ကလစ်တစ်ချက်လောက်နှိပ်လိုက်ပါမယ်။ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်းလက်ရှိကျွန်တော်တို့သုံးနေတဲ့ကျွန်တော်တို့ hotspot လွှင့်ထားတဲ့ဖုန်းနံပါတ်လေးဒီရဲ့နေရာလေးမှာကျွန်တော်တို့တက်လာပါလိမ့်မယ်။ဒီမှာတော့ကျွန်တော်က Redmi 10A ဆိုတဲ့ဖုန်းလေးနဲ့ပြပေးတာဖြစ်တဲ့အတွက်ဒီရဲ့ဖုန်းနဲ့ကျွန်တော်တို့က internet ချိတ်လိုက်ပါမယ်။ဒါကြောင့်သူ့ကိုကလစ်တစ်ချက်နှိပ်ပြီးတော့မှ ကော်နက်အော်တိုမီဂယ်လေးဆိုတာလေးမှာကျွန်တော်တို့အမှန်ချင်းလေးထည့်ပြီးတော့မှဒီမှာကျွန်တော်တို့ကော်နက်ဆိုတာလေးလုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာအင်တာနက်ကျွန်တော်တို့ချိတ်သွားပါလိမ့်မယ် Wi-Fi ချိတ်သွားပါလိမ့်မယ်ကျွန်တော်တို့ခဏလေးကျွန်တော်တို့စောင့်ပေးလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာနဲ့ဒီအင်တာနက်ချိတ်ဆက်အသုံးပြုတဲ့အခါမှာ ဖုန်းမှာတော့ကျွန်တော်တို့ဘေးရီတော်ကုန်နေပေါ့နော်ပုံမှန်ဖုန်းမှာအသုံးပြုတာတဲ့ကွန်ပျူတာမှာချိန်ပြီးတော့သုံးနေဆိုရင်ကွန်ပျူတာက Windows Auto Update တွေပိတ်မထားဘူးဘာညာဆိုရင်တော့ကျွန်တော်တို့ဒီနောက်ွယ်ကနေပြီးတော့အလုပ်လုပ်တဲ့ file တွေသူက run နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းမှာတော့ဘေးရီကုန်နေပါတယ်ဒါကြောင့်ကျွန်တော်တို့ကဖုန်းနဲ့ကွန်ပျူတာနဲ့ချိန်ဆက်ပြီးတော့မှအသုံးပြုတဲ့အခါမှာ meter connection လေးတွေကိုဖွင့်ပေးထားရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ wifi ပုံလေးပေါ်ပြီးဆိုရင်တော့သူ့ပေါ်မှာ right click နှိပ်ပြီးတော့ open နောက်ဝအင်တာနက်ဆက်တယ်ဆိုရဲတဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့သွားလိုက်ပါမယ်။သွားပြီးသွားပြီဆိုရင်တော့ဒီမှာကိုချိတ်ထားတဲ့ဖုန်း Wi-Fi လေးရဲ့ဒီရဲ့နေရာလေးမှာပေါ်နေပါလိမ့်မယ်။ကျွန်တော်တို့ဒီမှာ property ဆိုရဲတဲ့ကိုဆက်ပြီးတော့သွားမယ်။သွားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအောက်နားလေးမှာကျွန်တော်တို့ရှိနေတဲ့ဆက်မီတာ connection ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က off ဖြစ်နေတာလေးကို on ပေးခဲ့ရမှာဖြစ်ပါတယ်။ဒါမှပဲကျွန်တော်တို့ဖုန်းကနေပြီးတော့မှ data တွေ၊ဘေးတွေကျွန်တော်တို့စားတော့ကျွန်တော်တို့တက်တာပါလိမ့်မယ်။ ဒီကနေရာလေးမှာကျွန်တော်တို့က off ဖြစ်နေရဲဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကဘေးတွေကျွန်တော်တို့တော်တော်လေးတုတ်ထားကိုတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ဆက်ပြီးတော့မှ internet ချိတ်ဆက်အသုံးပြုတဲ့နီလာလေးနှစ်ခုဖြစ်ပါတယ်အသွင်ကြိုးကိုသုံးပြီးတော့မှလည်း internet ချိတ်ပြီးတော့သုံးလို့ရတယ်ဖုန်းကနေပြီးတော့ wifi wifi hotspot လွှင့်ပြီးတော့လည်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒီကသင်ခန်းစာလေးကိုနားလည်လောက်မယ်လို့တင်ပါတယ်ဒီသင်ခန်းစာလေးကကျွန်တော်တို့ကွန်ပျူတာအခြေခံသမားလေးတွေနဲ့မတိသေးတဲ့သူတွေတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့မှ ညဝေပေးလိုက်တာဖြစ်ပါတယ်။ကိုကိုတိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ်ဖုန်းအားသွင်းချိုးကိုအသုံးပြုပြီးတော့ဖုန်းအားအင်တာနက်ကို share လုပ်ပြီးတော့ကွန်ပျူတာမှာချိတ်ဆက်ပြီးတော့အသုံးပြုတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ ဒီဟိုအနီးတန်းဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်တင်ပေးတဲ့သင်ခန်းစာတွေကိုဘူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ